ဂျပန်လူရင်းစဉ်အသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဂျပန်အသင်းဟာဂျာတာရီနီကရှင်ပြိုင်ကစားခဲ့တဲ့အာရှဆုံးတတိယအဆင့်ခြေစစ်ပွဲမှာဘာရင်အသင်းကိုငကိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့အတွက် ခြေစစ်ပွဲအောင်မြင်တဲ့အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာပါဂျပန်အသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်အာရှဆုံးတတိယအဆင့်ခြေစစ်ပွဲအုပ်စုစီမှာကြာရောက်ခဲ့ပြီးတတိယနေရာကအသင်းလိုက်မမီနိုင်အောင်အမှတ်ဖြတ်နိုင်ခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်2026ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့က ပူရင်းအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးခြေစပွဲကာလဟာ2026မတ်လမှအဆုံးသတ်မှာဖြစ်ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲမှာစုစုပေါင်း48သင်းပါဝင်ရှင်ပြိုင်မှာဖြစ်ပြီးဝင်ခွင့်ခွဲရန်အရာအာရှဇုံက8သင်းတိုက်ရိုက်ဝင်ခွင့်ရရှိထားပြီးဂျပန်သင်းကပထမဆုံးတနေရာကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျပန်သင်းဟာကမ္ဘာဖလားပြိုင်ပွဲကို1998ကမ္ဘာဖလားပြိုင်ပွဲကစပြီးဇက်တိုက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပြီးလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲဟာ သူတို့အတွက်ရှစ်ကြိမ်ဆက်ရှင်ပြိုင်ခွင့်ရရှိတဲ့ကမ္ဘာဖလားပြိုင်ပွဲအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။